ဘူတန်ဟာနိုင်ငံတွေထဲမှာအသေးဆုံးနိုင်ငံတွေထဲမှာပါပါတယ်။ဘူတန်ဟာနိုင်ငံသေးသေးလေးဖြစ်ပြီးစုစုပေါင်းလူဦးရေမှာခွန်လသိန်းကျော်လောက်ပဲရှိပါတယ်။ဘူတန်နိုင်ငံဘလောက်ထိသေးတယ်လဲဆိုတာမြင်သာလားအောင်ပြောရမယ်ဆိုရင်အိန္ဒိယနိုင်ငံဟာဘူတန်နိုင်ငံထက်86ဆလောက်ကြီးပြီးအမေရိကန်ပြည်ထောင်စုဟာဘူတန်ထက်256ဆကြီးပါတယ်။ဘူတန်မှာနိုင်ငံတကာလေဆိပ်ကြီးတစ်ခုလည်းပဲရှိပြီး အဲ့ဒီမှာမောင်ရလောက်အောင်ကျွမ်းကျင်တဲ့လေရင်မှုကလည်းရှားပါလာပါတယ်ဘူတန်ကိုသွားမယ်ဆိုရင်လေရင်နဲ့သွားတာကအကောင်းဆုံးပါပဲကိုလေရင်စီးနေချိန်မှာကံကောင်းထောက်မလို့ရာဒီဥတုကြည်လင်တရားနေမယ်ဆိုရင်တော့အကောင်းဆုံးဟိမဝန္တာမြင်ကွင်းရှုခင်းတွေကိုမြင်တွေ့ခွင့်ရမှာပေါ့ဒါပေမဲ့ဘူတန်မှာတခုလေးသောနိုင်ငံတကာလေစိတ်ဖြစ်တဲ့ပါရိုလေစိတ်ဟာကမ္ဘာအန်တရယ်အများဆုံးလေစိတ်စီးရင်နဲ့ဝင်ပါတယ်ဟိမဝန္တာတောင်တန်းကြီးတွေကြောင့်ရေလေရင်ပြေးလမ်းကအရန်ကျင်းလာရေတို့ကြောင့် အခုလိုအန်ဒရယ်များတာဖြစ်ပါတယ်လေရင်မူးတွေဟာလေရင်အတက်အစင်းကိုအော်တိုစနစ်နဲ့မဟုတ်ပဲမန်နူရယ်နဲ့ပဲလုပ်ကြရပါတယ်ဒါကြောင့်လေစိတ်မှာမောင်းနှင်ဖို့ခွင့်ပြုချက်ရထားတဲ့လေရင်မူးဆိုလို့ရှစ်ရောက်ပဲရှိတာပါဘူတန်ဟာကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုထက်စုပ်ယူမှုကပိုများတဲ့ကမ္ဘာတစ်ခုလေသောနိုင်ငံပါဘူတန်နဲ့ပတ်သက်လို့ဂုံယူစရာအကောင်းဆုံးအချက်ကတော့ဒီအချက်ပါပဲဒီလိုဖြစ်နေအောင်လဲဥပဒေက အတိအကျပြဋ္ဌာန်းထားတယ်လေ ူတန်နိုင်ငံဧရိယာထဲမှာအနည်းဆုံး60ရာခိုင်နှုန်းကတစ်တော့ဖုံးလန်းဧရိယာဖြစ်ရမယ်လို့ဥပဒေကအတိအကျဆိုထားတာပါလက်ရှိမှာတော့ဘူတန်တနိုင်ငံလုံးမှာ82ရာခိုင်နှုန်းကတစ်တော့ဖုံးလန်းဧရိယာဖြစ်ပါတယ်။ဒါကြောင့်ဘူတန်မှာကာဗွန်တိုင်အောက်ဆိုက်ထုတ်လွှတ်မှုထပ်ဆုပ်ယူမှုကပိုများနေတော့တာပေါ့။ဘူတန်မှာပလတ်စတစ်သုံးစွဲမှုကိုပိတ်ပင်ထားတာတရာကို19ဝက်ပြည့်လွန်နှစ်တွေကလေးကပါ။ တကယ်နိုင်ငံကြီးတွေမှာဒီပိတ်ပင်ကန့်သက်ချက်တွေခင်မစားလာခင်ကတည်းကကိုဘူတန်မှာဒီလိုပိတ်ပင်တားမြစ်ထားတာဖြစ်ပါတယ်ဘူတန်နိုင်ငံဟာပလတ်စတစ်ပစ္စည်းသုံးစွဲမှုကိုလုံးဝအာမပေးပါဘူးဒါကြောင့်1990ပြည်လွန်နှစ်တွေကတည်းကစပြီးပလတ်စတစ်သုံးစွဲမှုကိုပိတ်ပင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဘူတန်နိုင်ငံသူနိုင်ငံသားတွေဟာဈေးဝယ်ထွက်တဲ့အခါ အဝိအိတ်လေးတွေစက်ကူအိတ်လာလာလေးတွေကိုကင်လေးရှိပါတယ်ဘူတန်နိုင်ငံဟာတဘာဝပတ်ဝန်းကျင်ပျက်စီးမသွားအောင်အမျှော်အမြင်ကြီးကြီးနဲ့ဒီလိုစီးမြင်ကိုချမှတ်ခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်